မင်္ဂလာပါရှင်ခရစ်တက်တယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံး AASA ရဲ့အာမြင်မှုနောက်ွယ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ငါ့ကိုရွေးမလားတော်လန်ရေးကိုရွေးမလားဆိုပြီးကျွန်တော်မိမကလာမေးတယ်ကျွန်တော်ကတော်လန်ရေးကိုရွေးခဲ့တယ်မနက်မိုးလင်းတော့ကျွန်တော်မိမဟာကိုကိုကိုတက်သေးသွားခဲ့တယ် မောင်ချေလို့အမည်လွှဲထားသူအာရခတက်တော်အင်းတပ်ဖွဲ့ဝင်တအူးရဲ့ရင်ဖွင့်စကားပံသူဟာအာရခတက်တော်အင်းရခိုင်ပြည်နယ်တွင်စစ်မျက်နှာမဖွင့်ခင်2015ခုနှစ်ကတည်းကမြေရောက်တော်လှန်ရေးကိုစတင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းအာရခတက်တော်အင်းအင်အားကြီးထွားလာဖို့နဲ့လက်နက်တယူရေးကဏ္ဍတွေကိုအတိအကလုပ်ကိုင်ခဲ့တာလို့ပြောပါတယ်။သူ့မမိန်းမနဲ့စေကျော်တဲ့အရွယ်သားတအူးနှစ်နှစ်အရွယ်သားတအူးရှိပါတယ်။ဒီလိုပြောဆွေးစရာကောင်းတဲ့ မိသားစုတစ်ခုနဲ့ခိုင်မာတဲ့ကိုပိုင်စည်းဝါးရဲ့လုပ်ငန်းလဲရှိနေကြတာပါမိသားစုစာဝေးနေရေးကတပ်ဖက်တော်လန်ရေးကတပ်ဖက်နဲ့စစ်ကောင်စီအာကောင်တဲ့ကာလမှာအတော်လေးကိုခက်ခက်ခဲခဲဖျက်ချော်ခဲ့ရတယ်လို့သူကပြောပါတယ်ရခိုင်မှာတိုက်ပွဲတွေစတင်ဖြစ်တော့မဲ့အချိန်2018ခုနှစ်ဇွန်လ3ရက်နေ့ဟာကိုမောင်ချေဘယ်တော့မှမမေ့နိုင်တဲ့နေ့တနေ့ဖြစ်ပါတယ်အဲ့ဒီနေ့ကကျွန်တော်မိမကငါ့ကိုရွေးမလားတော်လန်ရေးကိုရွေးမလားဆိုပြီးလာမိတယ်ကျွန်တော်ကတော်လန်ရေးကိုရွေးခဲ့တယ် မနမိုလင်းတော့ကျွန်တော်မိမဟာကိုကိုကိုတက်သေးသွားခဲ့တယ်။သူမိမရဲ့အလောင်းကိုမောင်ချီတရားတကြိုခွင့်မရခဲ့ပါဘူး။သူ့ရဲ့တော်လည်းရေလှူစားမှုတွေကိုစက်ကောင်စီတပ်ကတရင်ရသွားခဲ့တာကြောင့်နှစ်နှစ်အရွယ်သားကိုဆိုင်ငယ်ပေါ်တင်ပြီးမြို့ပေါ်ကနေထွက်ပြေးလာခဲ့ရပါတယ်။ရွာတရွာကိုရောက်တဲ့အချိန်မှာတော့နုနယ်သေးတဲ့သူ့ရဲ့သားကိုမိဘတံပို့ပေးဖို့ဆွေမျိုးတရားစီမံအနှံခဲ့ပြီးသူတယောက်ကတော့တိုက်ပွဲဝင်ဖို့ထွက်ခွာခဲ့ပါတယ်။ အဲ့ဒီတော့ငါမျက်ရည်မကြဘဲမနေနိုင်ဘူးတားကိုသူ့အတော်စီမှာထားခဲ့တဲ့အခါတားကဖေဖေဆိုပြီးလန့်ခေါ်တာကျွန်တော်လည်းမျက်ရည်ဆက်လက်နဲ့ထွက်လာခဲ့ရတယ်။ကိုမောင်ချီဟာသူ့ရဲ့ရွေးချယ်မှုအတွက်နောင်တမရခဲ့ပါဘူး။ရခိုင်ပြည်လွတ်မြောက်ခြင်းနဲ့သူသူ့ရဲ့ရွေးချယ်မှုမှန်ကန်ချောင်းကိုမိမဟာတမလွန်ဘွားကနေမြင်နေမှာပါလို့ယုံကြည်နေခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ရန်ချောင်းတိုက်ပွဲကဆက်လို့အခုနောက်ဆုံးနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခန်စကန်းဒိတ်တိုက်ပွဲအထိတိုက်ပွဲအလီလီကိုကိုမောင်ချီတရားအမြင့်စွာတိုက်ခိုက်ခဲ့တယ်။ အခုတော့ကိုမောင်ချီဟာလက်နက်ကြီးကြောင့်လက်နက်ခြေထောက်မှာထင်ရှားရပြီးတိုက်ခိုက်ရေးတပ်ကနေအနာပေးခံထားရပါတယ်။လက်ရှိမှာတော့အရခတ်တပ်တော်အေအေကတာဝန်ပေးထားတဲ့အရက်ဖတ်တာဝန်ကိုတော့ထမ်းဆောင်နေပါတယ်။ဒါပေမဲ့ကိုမောင်ချီကတော့ရခိုင်တပြည်လုံးလွမြောက်ရေးအတွက်တိုက်ခိုက်ရေးတပ်နဲ့ဆက်လက်တိုက်ပွဲဝင်ဖို့ဆန္ဒရှိနေစေပါ။ကျွန်တော်တင်ရှားရပြီးမယ်တပြည်လုံးလွမြောက်အောင်ဆက်ပြီးတိုက်ပွဲဝင်ခြင်းနဲ့ကျွန်တော်ဆက်ပြီးတိုက်နိုင်နေတယ်လို့ယုံကြည်တယ်ကျွန်တော်တည်မယ်ဆိုရင်တော့ကိုတိုင်းပြည်ကိုလူမျိုးလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ပြီးတည်ခြင်းနဲ့ ရခိုင်တော်လန်ရင်နေအရခတ်သက်တော်အင်းရဲ့စည်ရအမြင့်မှုတွေထဲမှာကိုမောင်ချီရဲ့ပြစ်ဆတ်မှုကမတိလာပါဘူးအချားအရခတ်သက်တော်အင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့ရခိုင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်နဲ့အချားပြစ်ဆတ်မှုကလည်းထိုနည်းတူပါပဲလက်ရှိမှာတော့အရခတ်သက်တော်အင်းဟာရခိုင်ပြည်နယ်16မြို့နယ်တွေက14မြို့နယ်နဲ့ချင်းပြည်နယ်ပလောဝမြို့နယ်တို့ကိုတိမ်မိုက်ထိန်းချုပ်ထားပါတယ်ကျန်တဲ့သုံးမြို့နယ်တွေကစစ်တွေနဲ့ကြဖြူမြို့နယ်တွေကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်ရှင်။ဆက်လက်ပြီး ကျောက်ဖြူမှာဆိုးရဝင်နှံများတဲ့အတွက်ရွေးကောက်ပွဲမှာကျန်းဖွန်းအားတာနိုင်စွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးမြို့နယ်တွေထဲပါဝင်နေတဲ့ရခိုင်ပြည်ကျောက်ဖြူမြို့နယ်မှာအဆိုးရဝင်နှံတွေများတဲ့အတွက်စစ်သားဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကအားတာနိုင်တယ်လို့ဒေသခံတအူးကပြောပါတယ်။ကျောက်ဖြူမှာကလူဦးရေကမရှိတော့ဘူးလေ။ အရင်က NLD ပါတီတို့ဟိုပါတီဒီပါတီတို့ဆိုတာကအခုလက်ရှိအနေအထားမှာအရင်ကတည်းကနေ2010-2015ရာတုန်းကလွှတ်တော်ကိုယ်စားလှယ်တွေတော်တော်များများလေးကျမတွေ့တယ်။ဒါပေမဲ့ရခိုင်ပါတီတွေကရခိုင်ကိုစားပြုပါတီတွေလိုပဲဆိုရမှာပေါ့။သူတို့ကကြောက်ဖြူမျိုးမှာအာကောင်းမောင်းတဲ့မရှိတော့ဘူး။သူတို့ကပါတီကိုကြည်တာမဟုတ်ဘူးလူကိုပဲကြည်ပြီးရွေးနေကြတာ။ပြည်သူတွေကလည်း ပါတီကိုမကြည့်ဘူးလူကိုပဲကြည်တာမူကိုမကြည့်တော့ဘူးလေပြီးတော့ဝန်ထမ်းတွေများတဲ့အခါတော့ကျမအမြင်မှာတော့စန့်ခိုင်ရေးအာသာမင်းလို့ထင်ပါတယ်လို့သူကပြောပါတယ်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့မြို့နယ်တွင်ထုတ်ပြန်ကြေညာမှုမှလက်ရှိအားတစ်ခါတတ်တော်ထင်ကျုံထားတဲ့နေမြေတွေဖြစ်တဲ့ပလောဝအပအဝင်15မြို့နယ်တွေကစက်တက်မြို့နယ်တာပါဝင်ပြီးကြံလေးမြို့နယ်မပါဝင်ပါဘူး ရခိုင်ပြည်နယ်ရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်တွေကတော့အာရခတ်တပ်တော်၏ထင်ချုံထားတဲ့ရန်ပြဲပေါတော်ပုံနာကျုံရသေတာဘူရီတာမောင်နှောင်းကြောက်တော်မြင်းများမြေပုံမြောက်ဦးမြို့နယ်တို့အပြင်ပလောဝမြို့နယ်တို့ဖြစ်ပြီးအန်းတောင်ကုန်းတန်တွဲနယ်ကွာမြို့တို့မှပါဝင်ပါဘူး အရခတ်တော်တင်မိုက်ထားတဲ့မြို့နယ်စတက်ခုမှာရွေးကောက်ပွဲမကြမ်းမဘူးလို့ကြေညာတာဖြစ်တဲ့အတွက်ကြံမြို့နယ်လေးခုမှာကြမ်းမမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။လက်ရှိမှာဒီဇင်ဘာလ28ရက်နေ့မှာစတင်ကြမ်းမမယ်ရွေးကောက်ပွဲအပိုင်းအသစ်ကိုရခိုင်ကိုစားပြုအဖြစ်ဝင်ရောက်ဆင်မြိုင်မယ်ပါတီ6ပါတီရှိပါတယ်။အဲ့ဒီပါတီကတော့ဒေါက်တာအေးမအူဆောင်နဲ့ရခိုင်ဦးဆောင်ပါတီ၊ဦးမရှင်ဦးဆောင်နဲ့ရခိုင်တိုင်းရင်းသားများပါတီ၊ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ခမည်းမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမျိုးတိုင်းရင်းသားပါတီနဲ့မျိုးတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြပါတယ်။လက်ရှိနယ်မြေအနေအထားအရရွေးကောက်ပွဲကိုကြားဖြူမျိုးပေါ်လောက်မှာပဲလုပ်နိုင်မယ်လို့ကြားဖြူဒေသကန်တအူကပြောပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ပါတီတွေကတော့များတာပေါ့အခုကတော့ပါတီတွေများတဲ့အခါကျတော့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ရွေးကောက်ပွဲကတော့ကြားဖြူမျိုးအတိုင်းအတာမှာကတော့ဖြစ်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ပေရုကိုပြရမယ်ဆိုတာကတော့ပြည်သူရဲ့ရွေးချယ်ပိုင်ခွင့်ပဲလေအများကြီးတည်တဲ့စဖြူမကားလေးမျိုးပေါ်လောက်မှပဲရှားမှာ နယ်တွေကိုရမှာမဟုတ်ဘူးနယ်တွေကိုသွားလို့ရမယ့်ပုံစံမျိုးရှိမနေတဲ့အခါကျတော့သူတို့အများကြီးသိတယ်လို့ပြောပါတယ်ကြားဖြူမျိုးနယ်မှာပြင်းထန်လာတဲ့ဆင်းရဲခြင်းတွေကြောင့်ကျေးရွာပေါင်း15ရွာထပ်မင်းစေဘေးတိမ်းဆောင်နေရတယ်လို့ကိုကြီးပင်းနေသူတွေစီကသိရပါတယ်ကြပြုံမြို့နယ်မှာရွေးကောက်ပွဲကျင်းပဖို့ရည်ရထားတာဖြစ်ပြီးနယ်မြေစုံမမှုပုံမရရှိနိုင်မှုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကလေးကမြို့ပတ်ဝန်းကျင်မှာနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေတာကြောင့် AA နဲ့တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ကတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရင်းဆန္ဒပြခဲ့တဲ့ဘာမသာအဖွဲ့ဝင်ကျော်မျိုးစွေကတာဆန်းညပါတီအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ကတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရင်းဆန္ဒပြခဲ့တဲ့ဘာမသာအဖွဲ့ဝင်ကျော်မျိုးစွေကသာသနာပါတီအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ကများထံမှသိရပါသည် မဘာသာဖွဲ့ဝင်နဲ့အမျိုးသားရေးအစိုးရစစ်တပ်ထောက်ခံသူကျော်မျိုးစွေကတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတာဆာညာကိုကိုစားပြု၍မန္တလေးတန်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေအမတ်လေးမှာရှင်ပြိုင်ရဲမဲဆွဲစင်ရုံမှုများလွှတ်ဆောင်နေကြောင်းသိရပါတယ်။ကျော်မျိုးစွေမှာအနေဒီအစိုးရအာဏာရယူခဲ့တဲ့2016ခုနှစ်မှာ2021ခုနှစ်ဇန်နဝါရီလကုန်အထိဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်းအနေဒီအစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံသည့်လှုပ်ရှားမှုများကိုဦးဆောင်ခြင်းများလွှတ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 2019ခုနှစ်မလမှာနိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ဒေါက်တာဆာစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာမှာပုတ်ခတ်စော်ကားရေးသားခဲ့တာကြောင့်ဆက်တွယ်ရေးဥပဒေပုံမှ66ကားချင်းဖြင့်အမှုဖွင့်အရေးယူခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါအပြင်2019ခုနှစ်အောက်တိုဘာလအတွင်းမန္တလေးမှာ NLD အစိုးရစတင်တပိတ်လှုပ်ဆောင်ခဲ့ပြီးရင်းတပိတ်အတွက်ကြော်မျိုးစွေကိုဝန်ထမ်းထုတ်ခဲ့ကောင်ပုံမှန်905ခါပြည့်အမှုဖွင့်ဖက်စီခဲ့ပါတယ်။2018ခုနှစ်ဇန်နဝါရီလမှာမန္တလေးမြို့မှာ ် NLD အစိုးရတည်ဖြုတ်ချရေးတပိမောက်ခဲမှုဖြင့်ကြော်မျိုးစွေကုန်နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှ905ခါဖြင့်ချမ်းမြတာစီမျိုးနှင့်တရားရုံးကအလုံတန်းနဲ့ထောင်းတဲ့တနေခွဲချမှတ်ခဲ့ပါသည်2019ခုနှစ်မလအတွင်းအမျိုးသားရေးအစိုးရ2019ခုနှစ်မလအတွင်းအမျိုးသားရေးအစိုးရဝါဒီဖုန်ကြီးဝီယာသူကုံ Facebook ပေါ်တခုမှစော်ကားတင်ဟုဆိုကကြော်မျိုးစွေကမြန်မာနောင်အယ်ဒီတာချိုးကိုစွေဝင်းကိုဆက်သွယ်ရေးဥပဒေပုံမှ66ကားဖြင့်တရားလိုအပ်ဖြင့်တရားစွဲခဲ့ပူပါတယ်ရှင်။ ဖာကန်မှာလူနေရက်ကွက်ကိုစက်တက်ကလက်နက်ကျင်းတဲ့ပြင်ကလင်းငယ်တအူးနဲ့ဆ iam မတအူးတင်အားရဆွဲတရင်ကိုတင်စားပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကန်မြို့နယ်လုံကင်းချင်းရွာအုပ်စုကိုစက်တက်ကဒီကနေ့နိုဝင်ဘာလ23ရက်နေ့နေခင်းပိုင်းမှာလက်နက်ကျင်းတဲ့ပြင်ကန်လို့ကလင်းငယ်တအူးနဲ့ကျောင်းဆ iam မတအူးတင်အားရရှိခဲ့ပါတယ်။လုံကင်းချင်းရွာအုပ်စုကမာစားချင်းရွာကိုဖာကန်ပြူဟာကနေနေ့လယ်7:00နာရီခွဲခန့်မှာလက်နက်ကျင်းတဲ့ပြင်ကန်သားဖြစ်ပါတယ်။ ဆီယမကကြတော့အိမ်ထဲမှာနေရင်းရန်စာထီတာသူကဒဏ်ရာနေတဲ့ကလေးကကြဒဏ်ရာများလို့စေယုံကိုပို့လိုက်တယ်လို့ဒေသခံတအူးကပြောပါတယ်ဖာကဒေတာမှာနိုဝင်ဘာလ6ရက်ကစပြီးစည်ရဲတဲ့မှာပြီးနောက်စစ်ကောင်စီကလေကြောင်းကနေပုံကျဲတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေစတိုက်ပြုလုပ်နေပါတယ်။နိုဝင်ဘာလ17ရက်ကလည်းဖာကံမျိုးကတ်ထန်ကွက်တစ်ကိုလေကြောင်းကနေပုံကျဲလို့မိခင်တပ်ဦးတည်ဆောင်ပြီးကလင်းငယ်တပ်ဦးတရားရရှိခဲ့ပါတယ်။နိုဝင်ဘာလ10ရက်ကလည်းလက်နက်ကြီးနဲ့ပစ်ခတ်လို့အမျိုးသမီးတပ်ဦးတည်ဆောင်ခဲ့ပါတယ်။ ဖာကတ်ဒေတာမော်စီစာလန်းဆောင်မှာနိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရန်တံကိုကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်စက်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးကြာတည်ဆုံးတဲ့လုံးပိုက်ဖိုင်အပါအဝင်တနက်နေ့ကြီးစံတွေကို KIA KPDF ကတင်းယူနိုင်ခဲ့တယ်လို့သတင်းရှင်းမြစ်ကပြောပါရယ်လက်ရှိစည်ရဲ့ခြေနေကြောင်းလေကြောင်းနဲ့လက်နက်ကြီးအနေရကို KIA KPDF ကတရေပေးထားပါရယ် စစ်ကောင်စီတပ်ဟာနိုဝင်ဘာလ12ရက်နေ့နေ့ဒီကနေ့မှာဖားကန်ဒေသအပြင်မန္တလေးတိုင်းကစင်ကူးမြို့နယ်မကွေးတိုင်းကမြိုင်နယ်ပေါင်မြို့နယ်တို့ကိုလေကြောင်းကနေပုံကျဲတလုံးလက်နက်ကြီးနဲ့လက်ပစ်ကလုံးအရတားထိခတ်တိုက်စုံမှုတွေရှိနေပါတယ်စစ်ကောင်စီတပ်ကအရတားပြည်သူတွေကိုပုံကျက်တိုက်ခိုက်ပြီးဆင့်ရဆွေးမှုကျွလွန်နေတယ်လို့ကချင်လူခွင့်ရေးဆောင်ကြီးရဲ့အဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။